အသက်ပြင်းပြင်းရှူပါမကောင်းတဲ့အနေအထားတစ်ခုပါမကောင်းတဲ့ဘဝတစ်ခု မဟုတ်ပါဘူးဒါကိုကြွယ်ကြွယ်ပြားပြားသိနိုင်အောင်ကြိုးစားပါတချို့တွေကြတော့ မကောင်းတဲ့အနေအထားတစ်ခုကိုမကောင်းတဲ့ဘဝတစ်ခုလို့သတ်မှတ်ပြီးတော့စိတ်ညစ်တယ်စိတ်ထက်ကြတယ်လမ်းတွေပျောက်ကြတယ်လုံနိုင်တယ်လို့ယုံကြည်လိုက်ရင်အခွင့်အလန်းတွေကိုကိုတွေ့ရနိုင်မယ် မလုံနိုင်ဘူးလို့ယုံကြည်လိုက်ရင်အခက်အခဲတွေကိုပဲတွေ့ရပါလိမ့်မယ်။စ조사ကြည့်ပါမ조사ကြည့်ရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူး။အရှုံးပေးလိုက်ဖို့တော့မစင်းစားပါနဲ့။စခဲ့တုန်းကတောင်မှဘာကြောင့်စခဲ့တယ်လဲဆိုတဲ့အကြောင်းပြချက်ရှိခဲ့တာပဲ။ခံယူထားပါ တစ်ခုတည်းကိုပဲခံယူထားပါ အကောင်းဆုံးတွေဖြစ်လာရမယ်လို့ခံယူထားလိုက်စမ်းပါကိုရဲ့စိတ်ထဲမှာသာကိုဟာ နိုင်ပြီးသားဖြစ်မယ်ဆိုရင်အပြင်မှာလည်းတကယ်ကိုနိုင်နေမယ်အစ်စ်အမှန်မှာလည်းတကယ်ကိုနိုင်နေမယ်အမားတွေလှုပ်တာကပြေစုံနေလို့အတုလှုပ်နေတာထက် ပိုပြီးတော့မှပိုကောင်းပါတယ် ခုဖြစ်နေတဲ့အနေအထားကိုလက်ခံပါပြီးခဲ့တာတွေကိုတော့သွားခွင့်ပြုလိုက်ပါတခုခုဖြစ်လာတော့မယ်လို့ယုံကြည်ထားပါကိုရက်လိုက်တော့မယ်ဆိုပြီးတော့မှစိတ်ခံစားချက်ဖြစ်ပေါ်လာတဲ့အချိန်ကဆက်ပြီးတော့မှတွန်းရမယ်ဆိုတဲ့အခိုက်အတန့်ပဲဆက်တော့မှမရက်လိုက်ပါနဲ့ သူများတွေရဲ့အာယုံစိုက်မှုတွေကိုမေ့လိုက်ပါတကူတဲ့တိုးတက်အောင်လာလှုပ်လိုက်စမ်းပါကိုကိုကို အကောင်းဆုံးဖြစ်လာဖို့တွန်းပါ။ဘာကြောင့်လဲဆိုတော့ဘသူမှကို့အတွက်တွန်းမပေးနိုင်လို့ပဲ။တိုးတက်ဖို့ပဲအာရုံစိုက်ပါ။တိုးတက်ကြောင်းတက်တည်ပြဖို့ ာယုံဆိုင်မနေပါနဲ့ကိုဘွားမှာဘာမှမရှိတော့မှစိတ်ရှိပါအားလုံးရှိတဲ့အချိန်မှာစိတ်ကောင်းထားပြီးတော့မှယူကြပါမမောက်ပါပါနဲ့ဒီနှစ်ခုကဘဝအတွက်အရေးကြီးဆုံးသောအရာနှစ်ခုပဲဒီနှစ်ခုကိုသာလေ့ကျင့်နိုင်မယ်ဆိုရင်ဘဝမှာလိုချင်တာရလိမ့်မယ် လက်မလျှော့ပါနဲ့ဘယ်အရာမှအမြဲတမ်းတည်မြဲတဲ့အရာဆိုတာ မရှိပါဘူးကိုယ့်ရဲ့အစဉ်မပြေမှုတွေကိုယ့်ရဲ့နာကျင်မှုတွေလည်းအမြဲတမ်းရှိနေမှာမဟုတ်ပါဘူးကိုကအချိန်ကိုပို့ပြီးတော့မှလိုအပ်တာမဟုတ်ဘူးအနှောက်အယှက်တွေ ပို့ပြီးတော့မှနည်းဖို့လိုနေတာဒီတော့ပါပဲလို့လို့အနှောက်အယှက်တွေနည်းလေလေကောင်းလေလေပဲ အနှောက်အယှက်တွေနည်းနိုင်အောင်ကြိုးစားပါနောက်ကအရာတွေကိုမစွန့်လို့မချင်းတော့ရှေ့ကအရာကိုရမှာမဟုတ်ဘူးဒီတော့နောက်ကအရာတွေကိုစွန့်လို့လိုက်ပါကိုကတခြားသူတယောက်ဖြစ်လာဖို့ကြိုးစားနေခြင်းဟာကိုဘသူဖြစ်တယ်လဲဆိုတာပေါ်မှာဖြုံးတီးနေခြင်းပဲ ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆိုးရိမ်များတာဖြစ်ပါတယ်။ကျွန်တော်ရဲ့လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။ကျွန်တော်ကတော့ကုညာလေးအောင်ပါခင်ဗျာ။